အားလုံးပဲမင်္ဂလာပါများဆိုင်းလန်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်တွေကတော့ယနေ့စနေရ9လ2025ဒီပင်းမြို့နယ်ရှိစာသင်ကျောင်းကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲမှုကြောင့်ကလေးအယောက်90ကျော်ဒေဆုံးသွားတဲ့ရုပ်သံဗီဒီယိုလေးကိုကိုနောင်မှပြန်လည်မျှဝေတင်ဆက်ထားပါရယ်အားလုံးလည်းဒီလိုဝင်ရောက်ကြည့်ရှုပြီးတော့လေလာဝေဖန်သုံးသပ်ပြီးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုလည်းစိုင်းလန်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ 2025ခုနှစ်မေလ12ရက်နေ့နက်9:00နာရီမှာစစ်တပ်ကစာတင်ကျောင်းကိုလီရင်နဲ့ဘုံကျဲချတဲ့အတွက်ဆရာဆရာမ2ယောက်အပါဝင်ကျောင်းသားကျောင်းသူအယောက်90ကျော် ထိခိုက်တိုက်ဆုံးခဲ့တဲ့တဲ့င်းကိုပြောပြလိုပါတယ်။စကိုင်းတိုင်းဒီပေးရင်မျိုးနဲ့ဦးထိန်ခွင်းတေးရွာစာတင်ကျောင်းကိုစစ်တပ်ကလေရင်နဲ့ပုံကျဲခဲ့ပါတယ်။ဆရာဆရာမနှစ်ဦးအပါဝင်ကျောင်းသားကျောင်းသူအယောက်90ဝန်းကျင်ထိခိုက်တိုက်ဆုံးခဲ့ပါတယ်။စာတင်ကျောင်းပေါ်တက်တက်ကျဲသွားတာဆရာမနှစ်ဦးကတော့ကွဲချင်းပြီးပြီးကွဲချင်းပြီးတည်ပြီးတော့ကျောင်းသားကျောင်းသူအယောက်90လောက်ထိခိုက်တိုက်ဆုံးနိုင်ပါတယ်။အလောင်းရှာမရတဲ့ကလေးတွေလည်းရှိတယ်။ကလေးတွေကမျက်လုံးကျွတ်ထွက်သူကကျွတ်ထွက် တချို့ကခေါင်းတခြားခန္ဓာတခြားဖြစ်တဲ့လူကဖြစ်အခြေအနေဆိုးပါတယ်ဒီပဲရင်းမျိုးနယ်မှာကယ်ဆယ်ရေးအဖွဲ့ဝင်တူကပြောပါတယ်လက်တော်အလောင်းရရှိထားမှုအခြေအနေကျောင်းသားကျောင်းလူအပါဝင်ကလေးတူငယ်၁၁ဦးနဲ့ဆရာဆရာမ၂ဦးအလောင်းကိုတော့ရရှိထားပြီးဖြစ်ပါတယ်ကျန်တဲ့ရုပ်အလောင်းတွေကတော့မြေတူမြေဝါခွဲခြား၍မရနိုင်တာတွေရှိနေပါတယ်ဆိုလိုတာကဒီ ကလေးတွေစာတင်နေတဲ့အချိန်မှာစာတင်ကြောင်းတက်တဲ့ကိုလေရင်နဲ့ဘုံကျဲချသွားတယ်တက်လိုက်တဲ့ဘုံကလည်းအင်မတန်ပောက်ကွဲမှုပြင်းထန်တဲ့ပေါင်900ရှိတဲ့ဘုံကြီးဖြစ်ပါတယ်အဲ့ဒီပေါင်900ရှိတဲ့ဘုံကြီးကကျဲချလိုက်ရင်အ ਨੇ ဆုံး3မိုင်ပတ်လည်လောက်ကအဆရှာမရအောင်ပောက်ကွဲထွက်သွားပါတယ်အခုအယောက်90ကျော်ထိခိုက်သွားတဲ့အထက်မှာဒီရုပ်အလောင်းဆက်တလောင်းပဲဒါတွေ့ပြီးတော့မှကြံတဲ့ရုပ်အလောင်းတွေကကြေမွပျက်စီးသွားတယ်ဆိုတဲ့သဘောရှိတယ်အခုဆိုရင်အကျန်းဖက်စစ်တပ်ကဤလူလူတို့ကို စ်မှတ်ထားပြီးတော့မှရိပ်ရက်ဆက်ဆက်လေရင်နေနဲ့ဘုံကျဲနေတာနေ့စဉ်ရက်ဆက်ဖြစ်ပါတယ်ရွာပေါင်းများစွာလူပေါင်းများစွာနေ့စဉ်နဲ့အမျှထိခိုက်သိမ်းဆုံးနေတာဖြစ်ပါတယ်ဒီအကျန်းဖက်ဆက်တဲ့မြန်မာနိုင်ငံမှာရှိနေဒီဝိကတော့မြန်မာပြည်လူလူတို့ဒီဘယ်တော့မှအေးချမ်းတာယာတဲ့ဘဝကိုရရှိမှာမဟုတ်ပါဘူးဒါကြောင့်မို့လို့ကျွန်တော်တို့ဒီညွေဦးတုံလိုင်းကြီးကိုဘာကြောင့်လုပ်နေရတယ်လဲတိုင်းရင်းသားပြည်နယ်တွေကတိုင်းရင်းသားလက်နက်ကင်ခေါင်းဆောင်တွေတိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေကဒီအကျန်းဖက်ဆက်တဲ့ကိုဘာတော့ နှစ်ပေါင်းများစွာတော်လှန်နေရတယ်လဲဆိုတာကျွန်တော်တို့နော်မြို့ပေါ်မှာနေတဲ့လူတွေနိုင်ငံခြားမှာနေတဲ့လူတွေနိုင်ငံရေးကိုငါတို့နဲ့မဆိုင်ဘူးဆိုတဲ့နေတဲ့လူတွေနောက်ကိုမထိသေးလို့တက်တောက်တက်သားပျော်ပျော်ပပနေနေတဲ့လူတွေနားလည်ဖို့သိမှာပြီကျွန်တော်တို့ဘာကြောင့်နိုင်ငံခြားကိုထွက်ပြီးတော့အလုပ်တွေလုပ်ရလဲကျွန်တော်တို့မြန်မာပြည်သူလူထုကဘာကြောင့်ဆင်းရဲနေရတယ်လဲဆိုတာကျွန်တော်တို့ပြည်သူလူထုတွေအားလုံးနားလည်ဖို့လိုပါတယ်ဒါကြောင့်